ရင်းလာပါရှင်။တလင်ထိုင်းရဲ့ဧပြီလ3ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြတော့မှာပါ။တလင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကံကွက်မှုတွေရှိပေမဲ့မော်မြူသားညီလာခံဆက်လက်ကျင်းပနေတဲ့တဲ့ အပြစ်ရထားပေမဲ့ KNU နယ်မြေမှာစစ်တပ်ဖုံးကျဲမှုကြောင့်ကလေးငယ်တို့သေဆုံးခဲ့တဲ့တဲ့တွေနဲ့အပြစ်ရကြေညာထားပေမဲ့မွန်ပြည်နယ်မှာလေကြောင်းနဲ့ကင်းထောင်းမှုတွေဆက်ရှိနေတယ်ဆိုတဲ့တဲ့တွေစစ်ကောင်စီကယာယီအပြစ်ခတ်ရက်ဆဲထားပေမဲ့တိုက်ခိုက်မှုတွေအချိန်မီရွေးလုံလာနိုင်နေဆိုတဲ့တဲ့တွေကိုပါရှုထားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ထရန့်ရဲ့အခွန်တိုးမြင့်မှုကို EU နဲ့တရုတ်တို့လက်တုံးပြန်မယ်လို့ကြွေးကြော်လိုက်တဲ့တဲ့တွေ အမေရိကန်ကအရှေ့အလယ်ပိုင်းမှာတိုက်လေရင်တွေထပ်မံချထားပြီးအင်အားဖြည့်တင်းထားတဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖန်ဆီးခံရတဲ့ပြည်သူတွေရဲ့အချက်လက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါလရှိနိုင်ငံရဲ့အမြင်ကွဲပြားမှုတွေပေါ့ကိုစားပြုမှုစုံလင်စာမပါဝင်နိုင်တဲ့အတွက်မွန်ဒေါ်လာရင်းအားစုတွေကကန့်ကွက်ခဲ့ကြပါပဲ မော်မျိုးသားရဲ့လုပ်ငန်းတွေကိုအကောင့်ထဲပေါ်ဖို့မော်မျိုးသားညီလာခံကိုမော်လမြိုင်မြို့မှာဆက်လက်ကျင်းပနေပါဗျ။ညီစားစခန်းမှာကျင်းပခဲ့တဲ့မော်မျိုးသားညီလာခံကနေချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်၃ရက်ကိုချက်ချင်းအကောင့်ထဲပေါ်ဖို့လက်ရှိမော်မျိုးသားညီလာခံခေါ်ယူတာလို့မော်ဘီသက်ပါတီဘိုလုံအမှုဆောင်ကော်မတီဝင်လည်းဖြစ်ညီလာခံကျင်းပရေးကော်မတီဝင်နိုင်အောင်မငေးကပြောပါဗျ။ဧပြီလ2ရက်နေ့ကနေစတင်ကျင်းပနေတဲ့2025မော်မျိုးသားညီလာခံဟာ 2022ခုနှစ်မေလအတွင်းရေချောင်းဖျားကျေးရွာရှိညီစားစခန်းမှာ၃ရက်သာကျင်းပခဲ့တဲ့ညီလာခံကနေသုံးဖြတ်ချက်9ချက်ရရှိထားပြီးအဲ့ဒါကိုချက်ချင်းအကောင့်ထဲပို့ဖို့အချက်၃ချက်ရှိတယ်လို့ဆိုပါတယ်။အဲ့ဒီအထဲမှာမော်ဘီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအမျိုးသားရေးလှုံ့ဆော်မှုကိုအကောင့်ထဲပို့ဖို့မော်မျိုးသားပေါင်းစည်းညီနိုင်ရေးအဖွဲ့ကိုတီထောင်ရေးနဲ့မော်နိုင်ငံရေးအခြေအနေအရရနဲ့ကိုက်ညီတဲ့မွန်ပြည်တိဆောက်ရေးဖက်ဒရယ်အခြေခံမှုကိုသုံးသပ်ဖို့ဖြစ်ပါတယ်။ မော်ဘီသက်ပါတီဗဟိုဥက္ကဋ္ဌနိုင်ဟန်တာကမော်မျိုးသားညီလာခံဟာမော်မျိုးသားလူထုတွေကြားအမြင်သဘောထားတွေစေစပ်ညှိနှိုင်းတဲ့နေရာလို့ညီလာခံဖွံ့ဖွဲအခမ်းအနားမိန်ခွန်းမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။ညီလာခံပထမရက်မှာမွန်တန်ကားတော်တွေမွန်ဘီသက်ပါတီမွန်ညီညွတ်ရေးပါတီပြည်내အဆင့်မြို့내အဆင့်ဖိတ်ကြားထားတဲ့အဖွဲ့အစည်းတွေနဲ့ပုံကိုယ်တွေ အရက်ဘတ်အဖွဲ့အစည်းတွေစတဲ့ကိုယ်စားလှယ်ပေါင်း246တက်ရောက်ခဲ့ကြတယ်လို့ညီလာခံကိုဦးဆောင်တဲ့မော်ဘီသဲပါတီဗဟိုကထုတ်ပြန်ထားပါတယ်။အမျိုးသားရေးဆိုင်ရာမူဝါဒတွေအခြေခံမူတွေကိုအတည်ပြုသုံးသပ်ဖို့ရည်ရွယ်ချက်တွေနဲ့2025မော်အမျိုးသားညီလာခံကိုမော်ဘီသဲပါတီဗဟိုကနေဦးဆောင်ပြီးဧပြီလ2ရက်နေ့ကနေ9ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။မွန်ဒိုလန်အင် အားစုတွေကတော့မူဝါဒကိုသုံးသပ်အတည်ပြုဖို့ လက်ရှိအခြေအနေဟာမတင်တော်သလိုတပ်ဖက်တဲ့အမြင်နဲ့ဆုံးဖြတ်လှုပ်ဆောင်နေတာဟာအမျိုးသားညီညွတ်ရေးကိုပုံမပြပြစေနိုင်တယ်လို့ကြေညာထားပါတယ်စစ်ကောင်စီကယာယီပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲမယ်လို့ကြေညာခဲ့ပေမဲ့ကရင်မျိုးသားစီယုံ KNU ဖပုံခရိုင်ထိန်းချုပ်နယ်မြေထဲမှာလင်းရင်နဲ့ဘုံကျဲခံရတာကြောင့်လာသားရွယ်ကလေးတူအပါဝင် ကလေးငယ်နှစ်ဦးသေဆုံးခဲ့ရတယ်လို့ KNU တပ်မှကပြောခွင့်ရဗိုလ်မှူးကြီးစောကလေးတူကတန်လွှဲထမ်းမှုပြောပါရယ် ငလင်တန်းကြောင့်ထိခိုက်ခံစားနေရတဲ့ပြည်သူလူထုတွေကိုစာနာထောက်ထားမှုအပါအဝင်ကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်နဲ့ဆောင်ရွက်စေနိုင်မှုအတွက်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိအပြစ်ရကြောင်စစ်ကောင်စီကကြေညာထားပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ် ထုတ်ပြန်ထားပေမယ့်ဧပြီလ2ရက်နေ့က KNU ဖာပွန်ခရိုင်တပ်မ9နယ်မြေလေးဖိုးထအုပ်စုနေကာကျေးရွာထဲကို လေရင်နဲ့ဘုံတွေလာရောက်ကျဲချတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။ဘုံကျဲမှုကြောင့်၃လသားအရွယ်ကလေးတူ၊ဆန်းနှစ်နှစ်အရွယ်ကလေးတူစုစုပေါင်းကလေး၂ဦးသေဆုံးခဲ့ပြီးအသက်၁၀နှစ်အရွယ်ကလေးတူအပါအဝင် အသက်၅၀အရွယ်အမျိုးသားတူနဲ့အမျိုးသမီးတူစုစုပေါင်း၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ နဖက်တိုက်ပွဲတွေမရှိဘဲဒီဘုံကျဲတိုက်ခိုက်မှုဟာအရသာပြည်သူတွေကိုတမင်တသက်ရည်ရွယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဗိုလ်မှူးကြီးစောကလယ်တို့ကပြောပါတယ်။ဒါပြင်စစ်ကောင်စီရဲ့အပြစ်ရက်စဲရေးဆိုတာဟာမြေပြင်မှာစစ်ရေးမလှုပ်ရှားနိုင်တဲ့ခြေလင်းတက်တွေပဲစစ်ရေးရက်စဲပြီးလှုပ်ရှားနိုင်တဲ့လေရင်ပြန်ကတော့မရက်စဲဘူးလို့အတိတ်ပဲတက်ရောက်သွားကြောင်းဗိုလ်မှူးကြီးစောကလယ်တို့ကရှုမြင်ထားပါတယ်။ KNU ဖောက်ပေါ်ခရိုင်တပ်မ9နယ်မြေထဲမှာပြီးခဲ့တဲ့မတ်လကုန်ပိုင်းခရက်ကစစ်ကောင်စီတပ်နဲ့ KNL တပ်တို့ကြားနှစ်ဖက်စီရဲတိုက်ပွဲဖြစ်ပွားတာမျိုးသိမရှိပဲငြိမ်သက်နေခဲ့ပေမဲ့စစ်ကောင်စီတပ်ဘက်ကဖောက်ပေါ်ခရိုင်တွေကသူတို့ရဲ့တက်စကန်တွေကိုရိတ်ခါတွေနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်တာရှိနေတယ်လို့သိရပါဗျ။ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1522ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီတောင်းနိုင်ငံတော်ဝမ်းမှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1522ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6480ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ28954ဦးရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6822ဦးအထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းထံမှအရယူဖော်ပြတာဖြစ်ပါတယ်။တိခတ်တက်ခိုင်းမှုယာယီရဲစဲဆောင်စစ်ကောင်စီဘက်ကကြေညာထားပေမယ်။မိုးပြင်းနယ်မှာတော့လေဆောင်ကနေကင်းထောက်မှုတွေဆက်ရှိနေတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့အီမီယွန်ကတင်ဆက်ပေးထားပါဗျ။ ရပောင်း20ကြာပြစ်ခတ်တိုက်ခိုက်မှု60ကြောင်းစစ်ကောင်စီဘက်ကကြေညာထားပေမဲ့မွန်ပြည်နယ်မှာ၄ကြောင်းနဲ့ကင်းကောက်မှုတွေဆက်ရှိနေတယ်လို့တော်လိုင်းအင်အားစုတွေထံကလည်းသိရပါဗျ။ စစ်ကောင်စီဟာနိုင်ငံတော်ဝန်ငလင်ကယ်ဆယ်ရေးနဲ့ပြည်နယ်ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ဖို့အတွက်ဧပြီ2ရက်နေ့ကနေဧပြီ22ရက်နေ့ထိသုံးပတ်ကြာအပြစ်ခတ်ရက်စဲမယ်လို့ကြေညာထားပါတယ်။အပြစ်ရကြေညာထားပေမဲ့မူမီနယ်တထုံခရိုင်ရဲ့မြို့နယ်တွေဖြစ်တဲ့တထုံဘီးလင်းနဲ့ကြိုက်ထုံမြို့နယ်တို့မှာလေရင်နဲ့ကင်းထောက်မှုတွေနေ့စဉ်နဲ့မျှဆက်ရှိနေတယ်လို့ KNU တထုံခရိုင်ပြောခွင့်ရပရိုဆောအေးနိုင်ကတန်တွင်တိုင်းကိုပြောပါတယ်။ ငလင်တန်ကြောင့်လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ကရင်မျိုးသားစီယုံ KNU တထုံကြိုင်မှာပြစ်ခတ်တိုက်ခိုက်မှုတွေဆိုင်းငံ့ထားပေမဲ့စစ်ကောင်စီဘက်ကထိုးစစ်စင်နာဘကပြန်လည်ခုခံတိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။အလားတူတော်လိုင်းအင်အားစုတွေလှုပ်ရှားမှုအကောင့်တဲ့မွန်ပြည်နယ်ရဲ့ရေးကြံပြီးတော့တန်တူစီရဲ့မြို့နယ်တို့မှာလည်းစစ်ကောင်စီဘက်ကလေကြောင်းကနေကင်းထောက်မှုတွေဆက်လက်လှုပ်ဆောင်နေရလို့ဒေသခြေဆိုင်တော်လိုင်းတပ်ဖွဲ့တွေရဲ့ပြပြကြေးရသိရပါတယ်။ ယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲဤကာလဖြစ်ကြီးညာခဲ့ပေမဲ့ရှင်းချက်အနေနဲ့လက်မခံတဲ့လုံရက်တူကိုလုဆောင်ပါက အရေးယူတွန်းပြမှုတွေဆောင်ရွက်သွားမယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့ထိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ပဲဧပြီလတာတပတ်သက်အပြည့်အကြောင်း NNDAA TNNL နဲ့ AA ညီနောင်မဟာမိတ်သုံးဘက်ကဧပြီတရနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။မြို့သားညီညွတ်ရေးဆိုရ NUG ကလည်းငလင်ဖြစ်ပွားရာဒေသတွေမှာထိုးစစ်နှစ်ပတ်ရင်နာမယ်လို့ကြေညာထားတာပါ။လူလက်တဲ့သုတေသနအဖွဲ့အစည်းဖြစ်တဲ့ညံလင်းတဲ့သုတေသနအဖွဲ့ရဲ့ချက်လက်တွေအရ အင်းအပြင်းငလင်လှုပ်ခတ်ပြီးနောက်မလ28ရက်နေ့ကနေ31ရက်နေ့ထိစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပါဝင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရဲသား၄ဦးသေဆုံးပြီး12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ငလင်ကူညီကဲဆဲရေးတွေထိရောက်ဖို့တော်လန်ရေးအဖွဲ့တွေဘက်ကတဖက်သက်အပြစ်ခတ်ရက်မယ်လို့ကြေညာပြီးတဲ့နောက်စစ်ကောင်စီဘက်ကလည်းယာယီအပြစ်ခတ်ရက်ဆဲမယ်လို့ကြေညာလာပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။မြန်မာနိုင်ငံမှာအင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့် ကုညီကဲဆဲရေးတွေထိရောက်ဖို့လက်နက်ကင်တော်လိုင်းရေးအဖွဲ့တွေဘက်ကတစ်ဖက်သက်အပြစ်ခတ်ရဲဆဲတယ်လို့ကြေညာပြီးရတဲ့နောက်စစ်ကောင်စီကလည်းအပြစ်ရဲကြေညာလာပါတယ်။တင်းငိန်အေးချမ်းရေးကိုရှေ့ရှုကစစ်တပ်အနေနဲ့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိရာရီအပြစ်ခတ်တိုက်ခိုက်မှုရဲဆဲရေးကာလအဖြစ်တပ်မတော်ကာကွယ်ဦးစီးချုပ်ရုံးကဧပြီလ2ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့တာပါ။ ဒါဟာငလျင်ထံကြောင့်ထိခိုက်ခံစားနေရတဲ့တနင်္ဂနွေလုံးမှာရှိတဲ့ပြည်သူလူထုကိုစာနာထောက်ထားပြီးကိုကြီးကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအချိန်အဟုန်နဲ့ဆောင်ရွက်နိုင်စေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။စီရီယံပိုကြီးစင်ရောကငလျင်ကယ်ဆယ်ရေးအတွက် EAO တွေအပါအဝင် NUG ဘက်ကစပြီးအပြစ်ရဖို့ကြီးညာခဲ့တဲ့ပေါ်စစ်ကောင်စီကအရှက်ပြေကြီးညာရတာဖြစ်လို့တိုက်ခိုက်မှုတွေအချိန်မရွေးလှုပ်လာနိုင်တယ်လို့သုံးသပ်ပါတယ်။စစ်ကောင်စီကဒီနေ့သားမှာတိုင်းရင်းသားတွေပေါ့နော်။ EAO တွေ ဇက်တဲ့အချိန်မှာသူတို့မရဖက်နဲ့အခွင့်ကောင်းယူပြီးတိုက်ခိုက်လာမဲ့ပုံစံမျိုးမြင်ရတယ်။ဘာဖြစ်လို့ဆိုသူတို့ကအထိနာနေတော့ရှုံမဲမဲနေတဲ့အနေအထားမျိုးဖြစ်ပါတယ်ခင်ဗျ။မြေပြင်တိုက်ခိုက်မှုတွေရောလေကြောင်းတိုက်ခိုက်မှုတွေရောစစ်ကောင်စီဘက်ကအချိန်မရွေးလှုပ်လာနိုင်ပါလေ။သူတို့စကားမတီးပါဘူး။ဒါက EAO တွေဘက်နဲ့ကာဝေးဘက်ကကာဝေးဒေါ်လာရေးအင်အားစုတွေဘက်ကနေတာထုတ်ပြန်လို့သာသူတို့ကလည်းအဆက်ပြေလိုက်ပြီးထုတ်ပြန်ရတာဖြစ်ပါတယ်ဗျ။ဟုတ်။စစ်ကောင်စီကတော့အပြစ်ရထားတဲ့ကာလအတွင်းတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငင်းချမ်းရေးကိုထိခိုက်စေမဲ့အင်အားစုဆောင်တာပြင်ဆင်စုဖွဲ့တာနယ်မြေချဲ့ထင်ဓာတ်တွေလောက်လာရင်စစ်တပ်အနေနဲ့လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေစောင့်ရွက်သွားမယ်လို့ဆိုပါတယ်။ဒါပြင်အများပြည်သူတွာလာအုံပြုနေတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ရှက်တိုက်ခိုက်တာနဲ့ထိခိုက်ပျက်စီးစေတာပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုထိခိုက်ပျက်စီးစေတာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တက်စကန်တွေကိုတိုက်ခိုက်တာတပ်ဌာနချုပ်တွေကိုနှောက်ရှက်တိုက်ခိုက်တာတွေမပြုလုပ်ဖို့အပြစ်ရဲ့ညင်ညာချက်မှာဖော်ပြထားတာပါ လိလာသူတွေကတော့ဒီသတိပေးချက်တွေဟာအခြေအနေပေါ်လိုက်ပြီးစစ်ရေးနိုင်ငံရေးအရာအသာစီးရယူနိုင်တယ်ဆိုတဲ့ယူဆချက်နဲ့တုံ့ပြန်မှုဖြစ်တယ်လို့ယာယီအဖြစ်ရက်ကာလအတွင်းမှာလည်းလက်နက်ခေယံလူအင်အားရိတ်ခါရွှေ့ပြောင်းဖြစ်တင်းတာတွေလှုပ်လိရှိတယ်လို့ထောက်ပြပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်းဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိခုခံကာကွယ်ခြင်းကလွဲရင် project ဆင်တိုက်ခိုက်မှုတွေကိုရပ်ဆိုင်းထားမယ်လို့ဧပြီလ2ရက်နေ့မှာကြေညာခဲ့ပြီးကာကွယ်ရေးဦးကြီးချုပ်ယုံရဲ့အဖြစ်ပြက်စဲရေးကြေညာချက်ပါအချက်လက်တွေကိုစစ်တပ်ဘက်ကလည်းလိုက်နာဖို့လိုအပ်တယ်လို့ဆိုပါတယ်။မြမရေးလိလာတုံးသက်သူဒေါက်တာဆိုင်းကြည်စင်ဆိုကစစ်တပ်ကြေညာထားတဲ့အဖြစ်ရဲ့ကာလအတွင်းတော်လိုင်းအဖွဲ့တွေကိုလှုပ်ရှားမှုတစ်ခုခုနဲ့ဆဆွဲပြီးတိုက်ခိုက်တာတွေရှိနိုင်တယ်လို့သုံးသပ်ပါတယ်။ဟိုရက်20အတွင်းမှာတော့ဟိုဖြစ်နိုင်တာ သူ့အနေနဲ့အဲ့လိုလှုပ်ရှားမှုတစ်ခုခုရှိရဆိုတဲ့ဟာမျိုးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိုက်တာခိုက်တာသူဆွတ်တဲပြီးတော့တိုက်တာခိုက်တာမျိုးတော့အာရှိကောင်းရှိနိုင်တယ်ဒါပေမဲ့တက်နိုင်တဲ့လောက်တော့ရှောင်သိမယ်လို့ယူဆလို့ရတယ်အထူးသဖြင့်တော့နိုင်ငံတကာရဲ့ကွန်မြူနီကေတရေးနဲ့ဝင်လာပြီးတော့ဒီသူနဲ့ပူပေါင်းဆောင်ရွက်ပြီးတော့ကွန်မြူနီကေတရေးလှုပ်ဖို့အတွက်ကိုသူ့အနေနဲ့အာကကြိုးစားကောင်းကြိုးစားနေတော့ဒါမဲ့ဟိုအတက်အတော့ပြောလို့မရဘူး ီးခဲ့တဲ့ match 28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်နဲ့နောက်ဆက်တွဲငလင်ငယ်တွေကြောင့်ငလင်ဘေးတည်သေးတာတွေမှာလန်ဒရာအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ရပြီးပြည်သူတွေထောင်ချီတည်ဆုံးခဲ့ရတယ်လို့ထိခိုက်ဒဏ်ရာရတွေလည်းဖြစ်ပေါ်ခဲ့တာပါဒီအချိန်တွေမှာစစ်ကောင်စီဘက်ကစစ်ရေးနဲ့နိုင်ငံရေးအရာအတားအဆီးရယူနိုင်ဖို့ကြိုးစားတာရှိနေပြီးအထူးသဖြင့်ငလင်လှုပ်ခတ်ပြီးချိန်မှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေဖြစ်လို့ခဲ့တာလို့လေလာသူတွေကထောက်ပြပါတယ် လက်နက်ကင်တိုက်ပွဲဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာငလျင်ပေးတဲ့ပြည်သူတွေကိုကယ်ဆယ်နိုင်ဖို့နဲ့ပြန်လည်ထူထောင်ရေးအတွက်မြို့သားညညရေးဆိုရအန်ယူဂျီကစပြီးနှစ်ပတ်တာတစ်ဖက်သက်အပြည့်ရကြောင်းမတ်30ရက်မှာကြီးညာခဲ့တာပါညီတာမာမိတ်၃ဘွဲ့ဖြစ်တဲ့ MND TNL နဲ့ AA တို့လည်းငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့ထိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ပဲ April တလတာတစ်ဖက်သက်အပြည့်ရကြောင်း April 10ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်းဆောင်ကတော့တချို့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိအချိန်ဒီမှာတိုက်ပွဲပေါ်ဆောင်တာမရှိပေမဲ့စုဖွဲ့လေ့ကျင့်ပြင်ဆင်နေတာဟာတိုက်ခိုက်တာဖြစ်လို့စစ်တပ်အနေနဲ့လိုအပ်တဲ့ကာကွယ်ရေးလုပ်ငန်းတွေဆက်လုပ်သွားမယ်လို့ဧပြီလ၁ရက်နေ့မှာပြောကြားထားတာပါ။အဲ့ဒီညပိုင်းမှာငလျင်ထောက်ပံ့ပစ္စည်းတွေတင်ဆောင်လာတဲ့တရုတ်ချက်ရှိနေရင်တန်းကိုစစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်အုံမတီးရွာအနီးမှာပစ်ခတ်ခဲ့ပါတယ်။ဒီဘောစစ်ကောင်စီပြောခွင့်ရဗကြိုလ်ဆောင်မင်းထွန်းကဝဘော်ထောင်ပစ်ခတ်ခဲ့တယ်လို့ဧပြီလ၂ရက်နေ့မှာဝန်ခံထားတာပါ။ ဒီပေါ်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကငလျင်ဘေးအတွက်မြန်မာနိုင်ငံကိုလာတဲ့တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ကယ်ဆယ်ရေးပစ္စည်းတွေရဲ့လုံခြုံရေးကိုအာမခံချက်ပေးဖို့ဧပြီလ2ရက်နေ့မှာပြောဆိုခဲ့ပါတယ်။အဲဒီနောက်စစ်ကောင်စီဘက်ကရပ်ပေါင်း20ယာယီအပြစ်ခတ်ရဲစဲဖို့ကြေညာခဲ့တယ်လို့စစ်ကောင်စီရုပ်ကထဗိုလ်ချုပ်မကြီးမင်းအောင်လှိုင်ကလည်း6ချိန်မြောက်ဘင်းစတပ်ထိပ်သီးစည်းဝေးကိုတရောက်ဖို့ဧပြီလ3ရက်နေ့မှာထိုင်းနိုင်ငံကိုတွားရောက်မယ်ဆိုပြီးသတင်းထုတ်ပြန်ခဲ့တာပါ။ဒေါက်တာဆိုင်းကြည်စင်ဆိုကအစည်းအဝေးမှာနိုင်ငံရေးကိစ္စရပ်တွေအများကြီးဆွေးနွေးမှာမဟုတ်ပေမဲ့ ်တက်ရောက်လာတဲ့နိုင်ငံတကာခေါင်းဆောင်တွေနဲ့ဘလို့သဘောညှိနှိုင်းတာမျိုးရှိနိုင်တယ်လို့သုံးသပ်ပါတယ်။ဒီရဝင်ဘင်းစတက်မှာတော့အဲဟိုနိုင်ငံရေးကအများကြီးဆွေးနွေးနေလို့ကျွန်တော်နည်းပိတ်မခေ။သူတို့ရဲ့ဘင်းစတက်ယူအဂျင့်နဲ့တခြားအကြောင်းအရာတွေရှိပါတယ်။ဒါပေမဲ့သူတို့အနေနဲ့ဒီလိုမျိုးတွေ့တဲ့အချိန်မှာနိုင်ငံတကာခေါင်းဆောင်တွေနဲ့ထိပ်ပုံမှုနဲ့ရှိနေတဲ့ဘင်းစတက်ခေါင်းဆောင်တွေနဲ့တွေ့တဲ့အချိန်မှာတော့အလွတ်တန်းသဘောသူတို့အနေနဲ့ညှိရနိုင်တာမျိုးတော့ရှိကောင်းရှိနိုင်ပါတယ်ခင်ဗျ။ ဧပြီ3ရက်နေ့ကနေ4ရက်နေ့ထိကျင်းပတဲ့ Binstat ထိပ်သီးစည်းဝေးမှာစစ်ကောင်းဆောင်ကတက်ရောက်လာကြတဲ့ဒေတာရင်းနိုင်ငံတွေရဲ့အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးမြန်မာနိုင်ငံကဖြစ်ပေါ်ခဲ့တဲ့ငလင်ချင်းနေနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ရှိနေတာပါ။ဒါအပြင်ကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုထိရောက်စွာဆောင်ရွက်နိုင်ဖို့နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေကိုလည်းဆွေးနွေးသွားမယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပါသည်။အဲဒီစည်းဝေးဟာထိုင်းဝန်ကြီးချုပ်ပေတွန်ထံကတဘာပတိဖြစ်ပထမဆုံးတာဝန်ယူကျင်းပတာဖြစ်ပြီး ဒေတာရင်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ထိုင်းမြန်မာတရီလင်ကဘင်္ဂလားဒေ့ရှ်အိန္ဒိယနီပေါ်စတဲ့နိုင်ငံငေါဆောင်တွေကိုဖိတ်ကြားထားတာပါဒီအပေါ်မြန်မာနိုင်ငံကိုစားပြုအနေနဲ့အာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းကိုအစည်းအဝေးတက်ရောက်ဖို့ဖိတ်ကြားတဲ့အပေါ်ကန့်ကွက်မှုတွေလည်းရှိနေတာပါဘင်္ဂလားအဖွဲ့ကို1998ခုနှစ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစတင်ထူထောင်ခဲ့ပြီးဘင်္ဂလားပင်လယ်အော်နဲ့နယ်နိမိတ်ချင်းဆက်ဆက်နေတဲ့နိုင်ငံတွေကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်ဖို့ရည်ရထားတာဖြစ်ပါတယ်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ Trump ရဲ့အခွန်တုံးမြင့်မှုကို EU နဲ့တရုတ်တို့လက်တုံးပြန်မယ်လို့ကြွေးကြော်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ Vivek ကပြောပြပေးထားပါတယ်။ American သမ္မတ Donald Trump ကြားထန်ထားတဲ့အခွန်အတုပ်တွေကိုစစ်စစ်လုံးလုံးနဲ့တုံးပြန်သွားမယ်လို့ဥရောပသမဂ္ဂ EU ကပြောကြားထားချိန်မှာတရုတ်က American ရဲ့အခွန်တွေကိုချက်ချင်းရုတ်သိမ်းရေးတိုက်တွန်းထားပြီးမရုတ်သိမ်းရင်လက်တုံးပြန်မယ်လို့ကြွေးကြော်ထားပါတယ်။ အမေရိကန်ကိုတင်သွင်းလာတဲ့ဂုံစီအားလုံးအပေါ်အခွန်၁၀ရာခိုင်နှုန်းကောက်ခံမယ်ဆိုတော့တမရထရန့်ရဲ့ကြေညာချက်ဟာဧပြီလ5ရက်နေ့မှာအသက်ဝင်လာမှာဖြစ်ပြီးကမ္ဘာတဝန်းရင်းနှီးမြှုပ်နှံသူတွေစိုးရိမ်တကြီးစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားလာနိုင်တဲ့ဆိုတဲ့စိုးရိမ်မှုတွေညင်တက်နေချိန်မှာဧပြီလ3ရက်အာရှစတော့ရှယ်ယာဈေးကွက်ဖွင့်လှစ်ချိန်ဈေးရောနေရာကိုတွေ့ရပါတယ်။ထရန့်ရဲ့အခွန်တွေကိုမိမိတို့အနေနဲ့စစ်စစ်လုံးလုံးတုတ်ပြန်သွားမှာဖြစ်ကြောင်း ဥရောပကော်မရှင်အကြီးအကဲဘွန်ဒယ်လီယာကဧပြီလ2ရက်နေ့မှာပြောကြားထားပါတယ်အမေရိကန်ရဲ့အခွန်တွေကြောင့်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ကမ္ဘာကြီးရဲ့ထိခိုက်အလွယ်ဆုံးနိုင်ငံတချို့ထိခိုက်မှုရှိမှာဖြစ်ကြောင်းအကြီးအကဲပွန်တလီယာကသတိပေးထားတာပါခရင်ကုံသွေးမှုဝါဒကြောင့်အများဆုံးထိခိုက်မဲ့တရုတ်ကလက်တော့ပြန်ရေးအစီအစဉ်တွေချမှတ်သွားမှာဖြစ်ပြီးအမေရိကန်ဟာအခွန်တွေကြထန်ပြီးတော့အကြက်ကင်နေတယ်လို့ပြောထားပါတယ် ဧပြီလ9ရက်နေ့ကစတင်ပြီးနိုင်ငံတချို့အပေါ်အမြင့်မားဆုံးအခွန်တွေပြထန်းသွားမှာဖြစ်ကြောင်းထရန့်ကသတိပေးထားပါတယ်။ထရန့်ကနိုင်ငံခြားပြည်မော်တော်ကားအလုံးအပေါ်ကိုလည်းအခွန်25ရာခိုင်နှုန်းကောက်ခံမှာဖြစ်ကြောင်းကြေညာထားပါတယ်။ထရန့်ရဲ့အခွန်ပြထန်းမှုကြောင့်အမေရိကန်စားသုံးသူတွေအလုံးအပေါ်ရိုက်ခတ်မှုရှိမှာဖြစ်ပြီးကမ္ဘာစီးပွားရေးစုပ်ရော့နိုင်တဲ့အနေရရှိတယ်လို့စီးပွားရေးပညာရှင်တွေကသတိပေးထားပါတယ်။ အမေရိကန်ကအရှေ့အလယ်ပိုင်းမှာတိုက်လေရင်တွေထပ်မံချထားပြီးအင်အားဖြည့်ထားပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး Page Hassach ကအရှေ့အလယ်ပိုင်းမှာတိုက်လေရင်တွေထပ်မံချထားလိုက်ပြီးစစ်အင်အားကိုတိုးမြင့်ထားကြောင်းပင်တဂွန်ကဧပြီလ2ရက်မှာပြောကြားလိုက်ပါတယ်။အီရန်နိုင်ငံနဲ့တင်းမာမှုတွေမြင့်တက်နေပြီးရေမြမှာအမေရိကန်ကဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာသတင်းနှစ်ပတ်ကျော်ကြာလာတဲ့အချိန်အရှေ့လက်ပိုင်းမှာရှိတဲ့အမေရိကန်စစ်အင်အားကိုတိုးမြင့်ချထားလိုက်တာဖြစ်ပါတယ် ဘလို့တိုက်လိုက်ရင်မျိုးစားတွေချထားတယ်လဲနဲ့ဘယ်နေရာအတိအကျကိုချထားတယ်လဲဆိုတာပေတဂွန်ရဲ့ကြေညာချက်မှာဖော်ပြထားတာမတွေ့ရပါဘူး။ဒါပေမဲ့ပြီးခဲ့တဲ့သတင်းပတ်မှာ B2 ဘုံကျဲလိရင်6စီးကိုအိန္ဒိယသမုဒ္ဒရာတွေက Diego Garcia ဂျွန်းကိုပြောင်းရွှေ့ချထားတယ်လို့အမည်မဖော်လိုတဲ့ American ရရှိသူကပြောဆိုထားပါတယ်။ကိုပြောင်းနီးပညာတုံးထားပြီး American ရဲ့အလေးလံဆုံးဘုံတွေနဲ့ nuclear လက်နက်တွေတက်ဆင်နိုင်တဲ့ B2 ဘုံကျဲလိရင်တွေအရှိလေပိုင်းမှာကြိုတင်နေရယူထားတာဖြစ်နိုင်တယ်လို့လေ့လာသူတွေကပြောပါတယ်။ Iran ဒါမှမဟုတ် သူတို့ရဲ့ကိုစားတပ်ဖွဲ့တွေကအရှိလေပိုင်းမှာရှိတဲ့အမေရိကန်ကျိုးစီးပွားတွေကိုတိုက်ခိုက်လာရင်အမေရိကန်ကတိကျသေးကြစွာလက်တုပ်ပြန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ပက်ဒဂွန်စစ်ဌာနကပြောဆိုခွင့်ရှိသူဆန်ပါနယ်ကပြောပါသည်အရှိလေပိုင်းမှာအမေရိကန်ရဲ့ပြည်အားအတော်တန်ကြီးမားနေပြီးမကြခင်မှာအဲ့ဒီဒေသတို့အမေရိကန်ကလေရင်တင်တင်ပေါ်နှစ်စီချထားအောင်မှာဖြစ်ပါသည်အီရန်အနေနဲ့နျူကလ িয়ার သဘောတူညီမှုအစ်စ်မရယူဘူးဆိုရင်ဘုံကျဲတိုက်ခိုက်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချင်းချောက်ထားပါသည် အီရန်သမ္မတနဲ့ထိပ်တန်းခေါင်းဆောင်တို့ကမယုံကြည်ရတဲ့အမေရိကန်နဲ့ဒိုက်ရိုက်ဆွေးနွေးမှာမဟုတ်ဘူးလို့တုံ့ပြန်ထားပေမဲ့ဒိုက်ရိုက်မဟုတ်တဲ့ဆွေးနွေးမှုတွေအတွက်လမ်းဖွင့်ထားဆဲဖြစ်တယ်လို့ပြောပါရီအီရန်အနေနဲ့နျူကလ িয়ার သဘောတူညီမှုမရယူဘူးဆိုရင်ရှောင်လွှဲမရတဲ့စစ်ပွဲတစ်ပွဲဖြစ်လာနိုင်တယ်လို့ပြင်သစ်ကသတိပေးထားပါရီကမ္ဘာ့ငင်အားကြီးနိုင်ငံတွေနဲ့အီရန်ကြားနျူကလ িয়ার သဘောတူညီမှုကနေအမေရိကန်ကိုထရန့်ကသူ့ရဲ့ပထမသမ္မတတက်တန်းအတွင်းနှုတ်ထွက်စေခဲ့ပါရီ အဲ့နောက်အီရန်ကယူရေနီယံတန့်စင်မှုကိုတားမြစ်ထားတဲ့အဆင့်ထက်အများကြီးပိုပြီးတန့်စင်ထုတ်လုပ်နေပါသည်။အီရန်ကနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ကြိုးပမ်းနေတယ်လို့အနောက်နိုင်ငံတွေကတန်လျာရှိနေပေမဲ့အီရန်ကမိမိတို့နျူကလ িয়ার စီမံကိန်းဟာငြင်းချင်းအတွက်ဖြစ်တယ်လို့ပြောဆိုထားဖြစ်ပါသည်။ နက်ပြန်ဧပြီလ၄ရက်နေ့အတွက်မိုးလေဝသအခမ်းအနက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင်းသင်းမှတိမ်ထူထန်နိုင်ပြီ။ကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အသင်းသင်းဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာရခိုင်ကန်ယူတဲ့မြဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်နောက်မြောက်ဘက်ကနေတနအင်္ဂါမိုင်မှာ၁၀မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှာလှိုင်းအသင်းသင်းရှိနိုင်ပါတယ်။ တနင်္သာရီကံယူရံနဲ့မုတ်တမအခွေတို့မှာလေဟာအရှိတ်ဘက်ကနေတနင်္သာရီ၁၀မိုင်မှမိုင်၂၀ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသေးသေးရှိနိုင်ပါတယ်။မိုးအချိန်တွေမှာရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ကရင်နီပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ကြံတိုင်းနဲ့ပြည်နယ်တွေမှာတော့အများအားဖြင့်တာယာနိုင်ပါတယ်။ နေ့အပူချိန်တွေမှာမြန်မာနိုင်ငံဒေသတချို့မှာအပူချိန်တွေပြန်လဲရော့ကျလာနိုင်ပါတယ်။မြူအချိန်တွေမှာမြန်မာနိုင်ငံတဝမ်းလုံးမှာမြူကြဆင်းမှု ရော့ကျနိုင်ပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။ တော်လင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တော်လင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါရဲ့ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။